လူမှုပုံစံလေးမျိုးဆိုတာလူတွေကိုခွဲခြားလိုက်ပြီဆိုရင်ဒီထက်ကတော့ခွဲသွားလို့မရပါဘူးဒီလေးမျိုးကမထွက်ဘူးဟုတ်ကဲ့ပါဆရာနော်ဒီလေးမျိုးတည်းမှာပဲလူတွေကရှိပါတယ်ဟုတ်ကဲ့ပါဆရာလူမှုပုံစံလေးမျိုးကဘာတွေပါလဲရှင်ဟုတ်ပြီအဲ့တော့ဆရာပရမအောင်ဆုံးစပြောမယ်အမျိုးအစားကိုတော့ဒါအင်္ဂလိပ်စာနဲ့ပြောမယ်ဆိုရင်တော့ဒီလိုလူအမျိုးအစားကို driver လို့ခေါ်ကြပါတယ်အ driver ဆိုတာကဗမာစကားနဲ့ပြောရင်ရင်မောင်းတဲ့သူပေါ့မဟုတ်ဘူးလားဒါကြောင့်မလို့ဆရာကတော့ဒီလိုလူအမျိုးအစားကိုမောင်းတဲ့သူလို့ဆရာက တတ်မှတ်ပါတယ်။ဘာလဲမောင်းတဲ့သူဆိုတာလူတွေကိုတွန်းတာအလုပ်တွေကိုပြီးအောင်မောင်းတာဒီလိုလူမျိုးတွေပေါ့နော်။အဲဒီလိုလူမျိုးတွေကိုဘယ်လိုခွဲခြားလို့ရလဲလို့ဆိုလို့ရှိရင်ဒီလိုလူမျိုးတွေဟာသူတို့ကအလုပ်ကိုအပြေထွက်ဖို့ပဲသူတို့စဉ်းစားတယ်။နော်။အလုပ်မြန်မြန်ပြီးဖို့ပဲအာယုံဆက်တယ်စိုက်တယ်။ဆုံးဖြတ်ချက်တွေမြန်တယ်။ဆုံးဖြတ်ချက်တွေပြတ်သားတယ်ဝေဝါးမနေဘူး။ဆုံးဖြတ်ချက်ချဖို့လဲတခြားလူရဲ့အကူအညီမလိုဘူး။ နော်ခင်မင်မှုကိုလည်းဥစားမပေးဘူးခင်နာမင်နိုင်လာမပြောနဲ့သူကအလုပ်ပြီးတော့ပဲလိုချင်တယ်သူရဲ့စိတ်ခံစားမှုကိုလည်းဥစားမပေးဘူးသူတို့တွေက အဖြေကိုပဲလိုချင်တဲ့လူတွေဖြစ်တယ်ဒါပေမဲ့သူတို့နဲ့ဘယ်လိုဆက်ဆံမလဲအဲ့လိုလူမျိုးနဲ့တွေ့လာတဲ့အခါကြလို့ရှိရင်အပေါ်တွေမပြောနဲ့မေးတာကိုပဲဖြေလိုရင်းကိုပြောနော်အဖြေထွက်အောင်လုပ်ပြ ဲ့ဒါအဲ့လိုလူမျိုးတွေကဘယ်သူတွေဖြစ်တတ်လဲဆိုရင်ဌာနကြီးမှုတွေဖြစ်တတ်တယ်နော်ဌာနတွေကိုတာဝန်ယူထားတဲ့လူတွေဝန်ကြီးဌာနကိုတာဝန်ယူထားတဲ့လူတွေဒီလိုခေါင်းဆောင်ဘိုင်းတွေဖြစ်တတ်တယ်သူတို့တွေဟာမောင်းတဲ့သူတွေပဲအဲ့တော့သူတို့ ਨੇ စကားပြောတဲ့အခါမှာကိုကပတ်နှက်ဖို့လိုတယ်ဟုတ်ကဲ့ပါဆရာမိတာပဲဖြစ်အပေါ်တွေမပြောနဲ့လူရင်းကိုရောက်အောင်ပြောဒါဆိုရင်ဆက်ဆံရတာအဆင်ပြေပါလိမ့်မယ် โอเคပါဆရာအဲ့ဒါဆိုဆရာဒါ driver တော့ဒါဆရာရှင်းပြလိုက်တော့နားလည်သွားပါပြီရှင်အဲ့တော့နောက်ထပ်လူမှုပုံစံတစ်မျိုးအောင်ပါပါလေရှင်နောက်လူမှုပုံစံတစ်မျိုးကိုတော့အင်္ဂလိပ်လိုတော့ analyst လို့ခေါ်ပါတယ်โอเคပါဆရာကတော့သူ့ကိုဘယ်လိုဘာသာပြန်ထားလို့စီစစ်သူလို့ဘာသာပြန်ထားပါတယ်အဲ့တော့သူတို့တွေကဘာလဲဆိုရင်အချက်လက်တွေကိန်းကနန်းတွေ ဇရာတွေစင်းစရာတွေပေါ်မှာပဲအခြေခံပြီးတော့သူတို့ကဆုံးဖြတ်တွေကိုချလိရှိတယ်အသေးစိတ်ကအစာသူတို့ကကြည့်တယ်နော်နောက်တစ်ခုကမှန်ကန်တိကျမှုအလေးထားတယ်သူတို့တွေကလူတွေနဲ့ရောနှောနေရတာကိုမကြိုက်ဘူးနော်ခင်မင်မှုကိုလည်းဦးစားမပေးဘူးဟုတ်ကဲ့ပါဆရာစိတ်ခံစားမှုကိုလည်းဦးစားမပေးဘူးအလောက်ကိုမြင်မြန်လုပ်ရတာတဲ့ဘာကိုဦးစားပေးလို့မှန်တာကိုဦးစားပေးတယ်နော် လာသူ့သွားမလုံးနဲ့မရဘူးသူတို့ကအဓိကဘာဖြစ်ဖို့လဲမှန်ဖို့ပဲဒါဖြင့်သူတို့တွေနဲ့ဆက်ဆံရင်ဘယ်လိုဆက်ဆံမလဲအချက်အလက်တွေနော်ကိန်းကနန်းတွေဇရားတွေကိုတုံးပြီးတော့သူတို့နဲ့စကားပြောပါစိတ်ကံစားမှုအထက်မပြောပါနဲ့သူတို့နဲ့ဆက်ဆံတဲ့အခါမှာမှန်ဖို့ကအဓိကပဲသူတို့သွားပြီးတော့အရေးကြီးပါတယ်မြန်မြန်လုပ်ပေးပါသွားမပြောနဲ့ဘယ်တော့မှလုပ်မပေးဘူးသူတို့ကဘာပဲအရေးကြီးလဲ မှန်မိုးကအဓိကပဲဆရာတို့ရဲ့လူအဖွဲ့အစည်းတွေမှာဘယ်လိုလူတွေလဲပြောရင်သိပ္ပံပညာရှင်တွေအင်ဂျင်နီယာတွေနော်နောက်တစ်ခုကတော့အထူးသဖြင့်ကတော့ဆရာတို့ငွေစည်ရင်ဂိုင်တဲ့လူတွေစည်ရင်ဂိုင်တွေငွေဂိုင်တွေဟာလား accountants တွေဟာလားနော်ဒီလိုလူတွေဟာမှန်တာကိုပဲသူတို့ဦးစားပေးပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုဆရာနောက်ထပ်လူမှုပုံစံတစ်မျိုးပါအောင်ပါပါလေရှင်နောက်တစ်မျိုးကိုတော့ ဆရာကအင်္ဂလိပ်လိုကတော့သူ expressive လို့ခေါ်ပါတယ်ဟုတ်ကဲ့ပါဆရာဆရာတိုက်ရိုက်ဘာသာပြန်လာတော့မဟုတ်ဘူးဒီလူရဲ့ပုံစံနဲ့ပြောရင်သူ့ကိုဆရာကပွင့်လင်းသူလို့ဆရာကဘာသာပြန်ပါတယ်ဘာဖြစ်လို့လဲသူတို့တွေကိုတွေ့လိုက်လို့ရှိရင်တိတ်တိတ်သာတာပဲသူတို့ကဟောင်းပွားဟောင်းပွားနဲ့စကားတွေပြောနေမယ်စကားတွေအများကြီးပြောမယ်လူတွေကိုခင်ခင်မင်မင်ဆက်ဆံမယ်နော်ပရမပြောရတဲ့နှမျိုးကလူတွေကိုခင်ခင်မင်မင်ဆက်ဆံအောင်လူတွေစိတ်လဲမွန်စားအောင်လူတွေကြောင်းသူကတော့လူတွေကိုတိတ်ဆိတ်ဝင်စားတယ် ဲ့တော့ तू ကလူရင်းနဲ့စကားပြောတဲ့အခါမှာ तू ဘယ်လိုကဘာကြီးကိုပြောင်းလဲခြင်းကြောင့်သူ့ရဲ့ပတ်ဝန်းကျင်မှာလူအဖွဲ့အစည်းကို तू ဘယ်လိုပြောင်းလဲခြင်းကြောင့်တစ်ခါလေစကားလုံးစကားကြီးတွေပြောမယ်အဲ့ဒါကလည်း तू တကယ်စိတ်ပါလို့ပြောနေရတော့ तू ကတကယ်ပြောင်းကျင်နေတာအဲ့လိုလူဖြစ်ပါလေလူတွေကိုခင်ခင်ငင်ငင်စကားပြောတယ်နောက်တစ်ခုကတော့သူ့ရဲ့စိတ်ကူးအကြံဉာဏ်တွေကိုပြောပြရတာကိုကြိုက်တယ်သူတို့ကသူများမတွေးတာတွေကိုလည်းတွေးကြတယ်နော် ဘုဝင်လည်းရင်ထဲရှိတာကိုပြောတယ်ဒဲပြောတယ်အပြောပါကြိုက်တယ်ဟုတ်ကဲ့သူတို့မချုပ်ချင်တယ်သူတို့မကြိုက်ဘူးလူတွေကိုလည်းအလေးထားတယ်အဲ့တော့အဲ့လိုပွင့်လင်းသူတွေနဲ့ဘယ်လိုဆက်ဆံမလဲဘယ်လိုဆက်ဆံမလဲလို့ပြောရင်စိတ်ပါလက်ပါခင်ခင်မင်းဆက်ဆံပါသူတို့စကားပြောတဲ့အခါမှာနားထောင်ပါတတို့ကသူတို့ရဲ့စိတ်ကူးအတွေ့အထိမှာကဘာကြီးကိုပြောင်းလဲခြင်းနဲ့နော်ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းနဲ့ အဲ့ဒါကိုအားပေးစကားပြောပါနော်ပုံပြင်ကောင်းလေးတွေပြောပြပါကြံကြံကောင်းတွေတောင်းပါဆွေးနွေးပါသူတို့ ਨੇ ဆက်ဆံရတာပြည်လည်လာပါလိမ့်မယ်ဒီလိုလူတွေလည်းရှိပါတယ်နော်ဆရာတို့လူအဖွဲ့အစည်းထဲမှာတွေလူတွေအများကြီးရှိပါတယ်ဗမာတွေထဲမှာတော့နည်းတယ်ဟုတ်ကဲ့ပါဒါဆိုဗမာလူမျိုးကတိတ်ပြီးတော့လူတွေကြားထဲမှာအဲ့လိုအော်ဒီဟစ်ကျဲစကားပြောပုံမှန်လည်းတိတ်မရှိဘူးပေါ့နော်ရှိတော့ရှိတယ်အဲညာဦးလည်းတွေးကြည့်ရင်ဟုတ်ကဲ့ နော်ဒီလိုလူတွေရှိပါတယ်အနုပညာရှင်တန်းမှာရှိတယ်ဟုတ်ကဲ့နော်ဆရာတို့ကတော့တွေးကြည့်ဒီလိုလူတွေတွေ့ပါပါဒါကြောင့်မလို့အခုဆက်ပြောခြင်းတာကတော့နောက်ဆုံးအမျိုးအစားပေါ့နော်ဟုတ်ကဲ့ပါရှင်နောက်ဆုံးအမျိုးအစားတော့ဘယ်လိုခေါ်လဲလို့ဆိုလို့ရှိရင် amiable လို့ခေါ်ပါတယ်အဲ့တော့ amiable ဆိုတာဘယ်လိုလဲလို့ပြောလို့ရှိရင်ဆရာကတော့ဘယ်လိုဘာသာပြန်လိုက်လဲစိုးရိမ်သူလို့ဘာသာပြန်လိုက်တယ် ။ဘာလို့စိုးရိမ်တယ်လို့ဘာသာပြန်တာလဲ။တို့ကအယားအယားကိုစိုးရိမ်တယ်။တို့ကကြောက်တတ်တယ်။မှားမှောင်တို့အယမ်းကြောက်တယ်။တို့ကခင်မင်ရင်းနှီးမှုအလေးထားတယ်။တို့နဲ့စကားသွားပြောတဲ့ခါအလောက်ကြောင်းသွားမပြောနဲ့။တို့ကခင်မင်ရင်းနှီးမှုအကြောင်းကိုပဲတို့စိတ်ဝင်စားတယ်။တို့နဲ့ခင်မင်အောင်ရေလို့ဝီယောတီတွေပြိပခါတွေကိုထိတ်တိုင်မတွေ့ကြဘူးတို့ကတို့ရှောင်းနေတယ်။တို့ကြောက်တာဟုတ်စိုးရိမ်တာဟုတ်တို့မတွေ့ကြဘူး။တင်တင်ဝွင့်ဝွင့်ပြောဆိုရတဲ့လက်ရှိအခြေအနေဘာမှမပြောင်းခြင်းဘူး။ နော်ခုနကပြောခဲ့တယ်ပွင့်လင်းသူနဲ့ကျတော့ဘာဖြစ်နေလဲစန့်ကျင်စန့်ကျင်ပဲဖြစ်နေတာဗောနော်အဲ့လိုဖြစ်နေတယ်နားထောင်တာသိကောင်းတယ်သူတို့လူတွေကိုစိတ်ဝင်စားတာကိုတစ်ဖက်သားကိုစိတ်တက်ခွန်အားတွေပေးနိုင်တယ်ဒါပေမဲ့သူတို့နဲ့ဘယ်လိုဆက်ဆံမလဲသူတို့နဲ့ခင်ခင်မင်မင်ဆက်ဆံမှာခံစားချက်တွေကို အလေးထားပါဆိုရင်စိတ်တွေကိုနားလေပေးပါ။အော်မင်းဆိုရင်ဒါနားလေပါတယ်။ဒါမျိုးတွေပေါ့။သူတို့တွေကိုဖိအားတွေ မပေးပါနဲ့အဲ့လိုလူမျိုးတွေလည်းဆရာတို့အတန်းဝိုင်းမှာဆရာတို့ရှိပါတယ်ဒါပေမဲ့အဲ့လိုစိတ်သက်ရှိတဲ့လူတွေကတော့ငြိမ်းချမ်းရေးကိုပေါ်ဆောင်တဲ့လူတွေဖြစ်လာတာများပါတယ်နော်ကောင်းပြီအဲ့တော့ဆရာကဘာလေးပြောခြင်းလဲဆိုတော့ဒီဟာကိုပြောပြသွားတဲ့အခါမှာဆရာကမြဲဥလိုက်နေဇရာလေးပြပြီးတော့ပို့ရှင်းသွားအောင်ဟုတ်ကဲ့ပါပြောခြင်းပါတယ်နော်အဲ့တော့ဆရာတို့ဇရာလေးကိုကြည့်လိုက်အောင်ဟုတ်ကဲ့ပါဆရာဟောဒီဇရာလေးကိုကြည့်လိုက်မယ်ဆိုရင် အဲဆရာတို့ဘာတွေ့မလဲဆိုရင် x ဝင်ရိုးရှိပါတယ်နော်ဟုတ်ကဲ့ပါဆရာ x ဝင်ရိုးမှာဆရာရေးထားတယ် x ဝင်ရိုးရဲ့ဘယ်ဘက်ချမ်းမမြန်ဘူးလို့ရေးထားတယ်ညာဘက်ချမ်းကတော့မြန်တယ်လို့ရေးထားတယ်တခြားမဟုတ်ပါဘူး y ဝင်ရိုးရဲ့ဘယ်ဘက်ချမ်းမှာရှိနေတဲ့လူတွေဟာသူတို့ကဆုံးဖြတ်ချက်တွေမမြန်ဘူးနှီးတယ်ပေါ့နော်ကြားတယ်ပေါ့အဲ့ဒီ y ဝင်ရိုးရဲ့ညာဘက်ချမ်းမှာရှိနေတဲ့လူတွေရောဆုံးဖြတ်ချက်တွေမြန်တယ်မြန်တယ်ဆိုတော့ ဘောတရားကိုပြောပါတယ်။အဲ့ဒီအိဆွေရိုးရဲ့အပေါ်မှာရှိတဲ့လူတွေကစိတ်ခံစားမှုကိုဥစားမပေးဘူး။ဟုတ်ကဲ့ပါဆရာ။လူတွေကိုစိတ်ဝင်စားဘူး။နော်။အဲ့ဒီမြင်းရဲ့အောက်မှာရှိတဲ့လူတွေကကျတော့စိတ်ခံစားမှုကိုဥစားပေးတယ်။လူတွေကိုစိတ်ဝင်စားတယ်။ဒါဆိုရင်ဆောက်တစ်ခုချင်းကြည့်ရအောင်။မောင်းသူကိုကြည့်လိုက်လို့ရှိရင် तू ကမြန်မြန်အလုံးလုံးတယ်။စိတ်ခံစားမှုကိုဥစားမပေးတဲ့လူတွေကိုလည်းမစင်စားဘူး။ तू ပါပဲစင်စားပေးလေ။ အလုတ်ပဲအလုတ်ပြီးဖို့ပဲစဉ်းစားရတယ်နော်ဒါ key point ပဲဒါလေးမှတ်ထားဖို့လိုတယ်ဟုတ်ကဲ့ပါဆရာကောင်းပြီအဲ့ဒီဝိုင်းဝင်းရိုးရဲ့ဘယ်ဘက်ကိုကြည့်လိုက်ရင်ဆရာတို့စစ်စစ်သူကိုတွားတွေ့တယ်ဟုတ်ကဲ့ပါဒါမဲ့စစ်စစ်သူဟာဒီအလျားလိုက်မြင်ကြောင်းအပေါ်မှာရိုက်တဲ့အတွက်ကြောင့်သူကစိတ်ကွန်စားမှုဦးစားမပေးဘူးတက်လူတွေကိုစိတ်ဝင်စားအောင်လူတွေလည်းရောရောမနေဘူးဒါမဲ့ဆိုပြရချာလဲနေနေတယ်ဟုတ်ကဲ့ဆရာတို့အဓိကအချက်ကမြန်ဖို့တယ်မှန်ဖို့မှန်ဖို့ပဲဟုတ်ကဲ့ ကောင်းပြီပွလင်းသူကြည့်အောင်ပွလင်းသူဟာမြင်းရဲ့အောက်မှာရှိတဲ့အတွက်ကြောင့်သူတို့တွေကလူတွေကိုဦးစားပေးတယ်ဆုံးဖြတ်ချက်ချတာလေညံ့ညံ့နေဆိုရင်သူကြည့်လိုက်လို့ရှိရင်မြင်းရဲ့အောက်မှာရှိတဲ့အတွက်ကြောင့်လူတွေကိုဦးစားပေးမယ်ခင်ခင်မေမေကိုကြိုက်တယ်တောင်းလိုက်မြင်းရဲ့ဘယ်ဘက်မှာရှိတဲ့ကြောင့်ဆုံးဖြတ်ချက်ချတာလေနှီးတယ်အဲ့တော့သူတို့နဲ့ဆက်ဆံပြီဆိုရင်တော့ဆုံးဖြတ်ချက်ကတော့မြန်မြန်တော့မရနိုင်ဘူးသို့တော့ ခင်မင်မှုတွေတော့ပို့ပြီးတော့ကောင်းလာတိုင်းဟုတ်ကဲ့ပါဆရာဟုတ်ကဲ့အဲ့ဒါဆိုလို့ရှင်ဆရာဒီလိုရှင်းပြသွားတဲ့အတွက်ဒီလိုလူမှုဆက်ဆံရေးမှာဆိုလို့ရှင်ဒီလိုလူအမျိုးအစားလေးမျိုးကမှထိုက်တဲ့နယ်ပေါ့နော်ပုံစံတိုင်းဆိုလို့မယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေလည်းပို့ပြီးတော့ပြီးမြောက်အောင်မြင်ပြီးတော့ပို့ပြီးတော့အကျိုးရှိတဲ့လူမှုဘဝဖြစ်လာမှာပေါ့နော်ဆရာကိုကိုကိုလည်းဘာမျိုးစားလဲဆိုတာသိအောင် ုကုကုလေးလာထားဖို့လို့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ဆရာဆရာနေတန်မိုးရှိတဲ့ဒီစကားတွေကြားရတဲ့အထူးပဲဝမ်းသာပါတယ်ဆရာဒီနေ့အစီအစဉ်လေးဒီနေရာမှာပဲပေါ့နော်ရနာခွင့်ပြုပါရှင်ဟုတ်ပါပါ